ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒါပါဒီနေ့မှာတော့ mobile ကြီးထဲမှာရှိတဲ့ကျွန်တော်တိရလာကိုလုံးအမျိုးအစားတွေကိုပြပြပေးတော့ပါမယ်ပထမဆုံးလုံးမျိုးအစားတော့စင်ငင်တားခဲ့လုံးပါစင်ငင်တားခဲ့လုံးတွေကတော့ enemy တကောက်အပြက်ဖြစ်တာဒါမှမဟုတ် light နောက်တဲ့ hue မျိုးတွေပဲဖြစ်ပါတယ်အဲ့ hue တွေကတော့ server hider စင်နာတို့လိုမျိုး hue တွေပဲဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ cloud control လုံးပါ cloud control law မှာ single cloud control law နဲ့ AOE cloud control law တို့ပြီးတော့မျိုးကြီးပါတယ် single cloud control law က enemy တကောက်တဲ့ပဲ stamp ပေးတာဖြစ်ပြီးတော့ AOE cloud control law ကတော့ hero အလုံးကို stamp ပေးတာပဲဖြစ်ပါတယ် single cloud control law ကတော့ fan go kaja ကလေးတို့မျိုး hero မျိုးတွေဖြစ်ပြီးတော့ AOE cloud control law မှာတော့ tiglier atlas minotaur လို့ hero မျိုးတွေပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ tanky law တွေပါတကီလို့တွေကသွေးရမ်းများပြီးတော့အရမ်းမှတဲ့ဟီယိုမျိုးတွေပဲဖြစ်ပါတယ်။အဲဟီယိုတွေကတော့ဘယ်လိုလဲ ဟိုင်လောဂလူကချာစုလိုမျိုးဟီယူမျိုးတွေပဲဖြစ်ပါလေနောက်တစ်ခုကတော့ sport lawn ပါ sport lawn ကတော့ကိုယ့်ရဲ့တင်းမေကိုသွေးပေးတာဒါမှမဟုတ်ချီးပေးတဲ့ဟီယူမျိုးတွေပဲဖြစ်ပါလေအဲဟီယူတွေကတော့ Angela မတီတာ Esther တို့လိုဟီယူမျိုးတွေပဲဖြစ်ပါလေနောက်တစ်ခုကတော့ cloud coat immune law ပါ cloud coat immune law ကကိုယ့်ရဲ့တင်းမေကို stamp ဖြည့်ပေးတဲ့ဟီယူမျိုးတွေပဲဖြစ်ပါလေအဲဟီယူအနေနဲ့ကတော့ degree တစ်ကောက်တည်းပဲရှိပါလေနောက်ဆုံးတစ်ခုကတော့ teleport lawn ပါ teleport lawn ကတော့ကိုယ့်ရဲ့တင်းမေတွေကို teleport လုပ်ပေးတဲ့ဟီယူတွေပဲဖြစ်ပါလေအဲမှာလည်းချစ်ဟီယူတစ်ကောက်တည်းပဲရှိပါလေ ကဲဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြောင့်ပြန်တွေ့ကြမယ်ကောက်တော့နေလေးလေးပိုင်ဆိုင်နေကြပါစေ Dreaming me there.